ားလုံးပဲမြင်လာပါ YouTube မှာ Premier Pro Day YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမြင်လာပါဒါကျွန်တော်အခုပြောပြခြင်းတဲ့အကြောင်းအရာက Real Madrid အသွင်းရဲ့ဒါ financial power ဘလောက်ကြီးလဲဘလုံးလောကမှာ Madrid ဘလောက်ကြီးကြီးခမ်းနားလဲကျွန်တော် official story အများကြီးရောက်ပူတယ် Manchester United ကျွန်တော်ရဲ့ favorite Arsenal အသင်းနဲ့ရောက်ပူတယ် Barcelona အသင်းနဲ့ရောက်ပူတယ် Tottenham Hotspur ဒါ Chelsea Liverpool အသင်းတွေအများကြီးရပူတယ် Juventus, Inter Milan, AC Milan တော်တော်များများ Rose မှာလို့လည်းဒါ Lazio ရောနောက်တစ်ပတ်က Roma ရောအကုန်လုံးကျွန်တော်ရောက်ပူတဲ့အချိန်မှာ Real Madrid အသင်းလောက်ကြီးကျယ်ခမ်းနားတဲ့ official ဆိုတာခဏမဟုတ်ဘူး Fernando Pires ဘာကြောင့်ပတ်စံညာချရနေလဲ Real Madrid ဘာကြောင့်ချမ်းသာရှင်းရှင်းလေးအခုဒီနောက်ဘက်ချမ်းမှာ Like official store မှာအနောက်ပါအဲ့မှာ site site ဖွင့်တာအဲ့ဒါပတ်စံရတာ ပတ်စံရတဲ့ဆိုင်ကြီးအဲ့လိုဆိုင်ကြီးအများကြီးတွေ့ရှိတယ်ဆက်ကြည့်ဘာလဲပေးမှာဆိုတော့နံပါတ်1အနေနဲ့ကျွန်တော်တို့လိုတာမန်လူတယောက်ကိုဘယ်ဘက်တွေကဆွဲဆောင်ပြီးတော့ဒါ club ရဲ့ membership လုပ်ဖို့တို့ဆိုတော့တောင်းတောင်းမရဘူးလေကျွန်တော်အာဆင်ပိတ်သက် membership အနေနဲ့ကျွန်တော်က arsenal ပိတ်သက်ဖြစ်တဲ့ကြောင့် arsenal membership ဖြစ်ပေမဲ့တခြားအသင်းတွေလည်းကျွန်တော်ဝင်ထားတယ်အတိအကျတော့ကျွန်တော်ဘောလုံးပွဲတွေကိုတင်ဆက်သူဖြစ်တဲ့ဘောလုံးပွဲတွေကိုတွားကြည့်တဲ့ကြောင့်ဈေးသက်သာနဲ့လက်မှတ်ကို membership ကဝယ်လို့ရတဲ့အတွက်ဒါကကျွန်တော်ရဲ့လိုအပ်ချက်ကြောင့်ဝယ်ထားပေမဲ့ arsenal ကတော့ကျွန်တော် membership ဖြစ်တာ တိုတဲအားဖြင့်3နှစ်ရှိပြီဒါပေမဲ့အခု matric ကိုကျွန်တော် membership ဝင်လိုက်တယ်ဘာလို့ဝင်လဲလို့ကျွန်တော်ပြောပြတယ်သူက membership ကိုဝင်ခင်မှာအခု Barcelona လဲကျွန်တော် membership ရှိတယ်ဘာလို့စင်ကြပြီ message ရှိတော့ membership ရှိတယ်ဘာလို့ကျွန်တော်လက်မှတ်တွေကိုဒါပေမဲ့ real matric ကိုကျွန်တော်ဝင်ဖို့ဘယ်တော့မှမစိစားဘူးဒါပေမဲ့သူ marketing ဘလောက်ကောင်းလဲ Fernando Pires နဲ့ real matric ဘလောက်ချမ်းသာလဲဆိုတော့ဘလောက် smart chart financial ဘလောက် call list ရဲ့ချက်သူ official သူဟာ probably the biggest strawberry maybe သူတို့နဲ့နည်းပိုချီမှာဘာဆိုနာဖြစ်လို့ဘာဆိုနာနှစ်ထပ်သုံးတက်ပြန်တစ်ထပ်နှစ်ထပ်ဘာဆိုနာကနှစ်ထပ်ရှိတယ်အပေါ်တစ်ထပ်ပေါ့လေတဝက်တဝက်ဘာဆိုနာနှစ်ထပ်ခွဲရှိတယ် real madrid ကတော့တစ်ထပ်ပဲရှိတယ်ဒါပေမဲ့အောက်တစ်ထပ်ကတော့ယူဘာမှမတင်တာဘူးဒါပေမဲ့သူတို့ official squad တော့ဘူးလမ်းလမ်းထွက်နေတာပြီ ဒီထက်ကောင်းတဲ့ official ဆိုမတွေ့ဘူး Barcelona လည်းတော်တော်ကောင်းတဲ့ထဲမှာပါတယ် Spotify Spotify Camp Nou ထဲမှာဖွင့်ထားတဲ့ official တူဒါပေမဲ့ modern ကြတာပိုကောင်းတာပိုလန်းတာ style တွေပါတယ် idea တွေကျွန်တော်တခုချင်းပြောပြမယ် Real Madrid official show ကိုစဝင်ပြီးဆိုတာ ਨੇ သူတို့ကအဲ့ထဲမှာ Adidas က Real Madrid တကယ်ကို degradation အလန်းနဲ့ Real Madrid ရဲ့ Champion League နဲ့တကယ်လှပတယ်လူတိုင်းတက်ပုံရလို့ရတယ်လူတိုင်းထိုင်လို့ရတယ်လူတိုင်းဖုန်းအားသွင်းလို့ရတယ်အင်တာထည့်ပေးတာတယ်အကုန်ရှိတယ် အဲ့ဒါက fresh impression အပေါ်တက်လိုက်တာနဲ့ညာဘက်ချမ်းမှာ editors original ဆိုပြီးတော့ editors ရဲ့ original ပစ္စည်းတွေရောင်းအဲ့ဒါ matrix ပစ္စည်းတွေပုတ်ဘူးเนาะအဲ့ဒါကိုကျွန်တော်သဘောချတာဟိုကျွန်တော်တို့ arsenal က editors ပြ manchester united editors liverpool က drd မှာ editors ဖြစ်ပြီး nike barcelona က nike ဒါပေမဲ့ club အသင်းတစ်သင်းမှာကိုယ့်ရဲ့ editors product ပဲရောင်းတာဒါထားပါတော့ arsenal ဆို arsenal နဲ့ပတ်သက်တဲ့ editors product chelsea က nike အဲ့လိုမျိုးကိုယ့်ရဲ့ သေးနဲ့ပတ်သက်တဲ့ editor မဟုတ် geometry က editors ကိုထုတ်ထားတာဘလို့ချုပ်လဲဆိုတော့တို့ရဲ့ product တွေအားလုံးက editors ပုံသာဖြစ်နေတဲ့အတိုင်းအောင် editors geometry logo မပါတဲ့ editors ကဒါဒီအခက်တခန့်ဖန်တီးပေးထားတဲ့ editors ရဲ့ origin နဲ့တကယ်လမ်းနဲ့ပစ္စည်းတွေ provide တယ် shoe ကနေစပြီးတော့ဝင်လိုက်တာလေဟာမိုင်းလိုက်လာလို့ front to pieces က ages ကိုအပိုင်ချုပ်ထားတာဆိုတော့ဒါကြောင့်လဲသူက record breaking D ရတာလဲပါတယ် idea ကောင်းတာကိုပြောပြရအောင်နော် အာဆနယ်ဆိုးမှမလို့အာဆနယ်ပစ္စည်းပဲရောက်မယ်ပဲအက်ဒီဒက်ပစ္စည်းအပိုကသုံးဝက်လုံးမရဘူးအက်ဒီဒက်ကမိန်ဆိုးသွားတယ်ရယ်မက်ဒရစ်ကအဲ့အက်ဒီဒက်ဆိုးသူ့ရှမှာထည့်ထားတယ်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့ပြောချင်တာအကန့်တကန့်ပေးထားတယ်မန်ယူနိုက်တက်မှလည်းမရှိဘူးချယ်ဆီမှလည်းမရှိဘူးစပါမှလည်းမရှိဘူးတော်တော်များများမရှိဘူးအဲ့ဒါလုံးဝသဘောကျနောက်တစ်ခုကပလေယာတွေကစားသမားတွေအကုန်လုံးရဲ့အဝယ်စားတွေနောက် ကစားသမားတွေအကုန်လုံးနဲ့ဒီ အော်ဗာလေကျွန်တော်ဥမာတစိမ့်ရိုက်တဲ့နေရာကိုကျွန်တော်ပြောပြမယ်အသင်းတိုင်းမှာတစိမ့်ရိုက်တဲ့နေရာရှိမယ် Real Madrid အသင်းကတစိမ့်ရိုက်တဲ့နေရာကကစားမအားလုံးကို wipe ပြီးတော့လှုပ်ထားတဲ့တစိမ့်ရိုက်တဲ့နေရာတကယ်မိုက်တယ် price ကလည်းမပြောနဲ့ဘလုံးရသည်ရဲ့နောက်ဆုံးပိတ်ရောက်နေပြီအဲ့ဒါကိုတော့ဘလုံးရသည်နောက်ဆုံးပိတ်ပြီးအဆုံးတက်ပြီးအဲ့ဒါကိုသူတို့ကဘလောက်တိထောင်ရတော့ player version အင်ဂျီတထဲ Vinicius Junior Mbappe Jude Bellingham အဲ့အင်ဂျီတွေဟာ185 euro ကျွန်တော်နိုင်ငံခြားမှာမယ်ဆိုနောက်ထပ်20 30လောက်ထပ်ပေးရမယ် delivery ကယူရို100 120လောက်ပေးရမှာကိုယ်နိုင်ငံအကြောင်း Vinicius Junior ပဲဖြစ်ဖြစ် Juve ပါလဲပဲဖြစ်ဖြစ် Mbappe ဖြစ်ဖြစ် Champions League 15ချိန် logo ပါမယ်ပြီးဟို foundation ပါမယ်ဒီဘက်က club logo ပါမယ်ပြီးတာနဲ့ဒီကျော်နံပါတ်ကျော်နံပါတ်9ဖြစ်ဖြစ်9ဖြစ်ဖြစ်9ဖြစ်ဖြစ်ပြီးရင်နာမည်နဲ့တကယ် authentic အဲ့ဒါကယူရို150 ရိုးရိုးတာမန် player version မဟုတ်ပဲ fan version replica ကယူရို135ချက်အခုကရာသီပိတ်ဖြစ်တော့သူက30%ပဲ short ထားတာကျွန်တော် Manchester United တို့ Arsenal တို့ပါသူအခုချိန်သူ50 60 80ရာခိုင်နှုန်းတရှိတာ Madrid က Madrid ပဲ level တစ်ခုရှိရင်လုံးဝမ short ဘူးလုံးဝမ short ဘူး Barcelona ဆိုလည်းအခုဒါဒီ Laporta idea ကောင်းတယ်သူတို့က Spotify နဲ့ contract ချုပ်တဲ့အကြောင်းအခုကဒီ Travis Scott အပါအဝင်နောက်တကယ် Coldplay နဲ့တကယ် တန်ဝင် musician တွေနဲ့သူတို့ကအမြဲတမ်းတကယ်ပွဲကြီးတွေမှာသူတို့အင်ဂျီတွေရောင်းရောင်းပြီးတော့ပတ်စံတွေအများကြီးရနေတယ်သူတို့လည်းသူတို့ idea နဲ့သူတို့ပဲသူတို့သွားတဲ့လမ်းကြောင်းတွေခုချင်းမတူဒါပေမဲ့ Fernando Pires ဆိုမှအဲ့ဒါတော်တော်လေးသဘောကျတယ်အသေးဆုံးပစ္စည်းကျွန်တော်ကရိုးရိုးကီးချင်းလေးတစ်ခုတောင်10ယူရိုပေးရတယ်တခြားတွေမှာငါးပေါင်လောက်ပဲရှိတယ်ရိုးရိုးကျွန်တော်လှတဲ့အင်အိတ်လေးတောင်မှဒါ Real Madrid မှာ10ယူရိုရှိတယ်တောင်းလေးတော်တော်ဈေးကြီးတယ်ဒါပေမဲ့ပေးရတဲ့ပစ္စည်းကိုတန်ဖိုးနဲ့အညီ quality အပြည့်ရတယ် ိုက် vibe ကလူတိုင်းတက်ပုံရိုက်ချင်တဲ့ vibe တော်တော်မိုက်တယ်။အိုက် story ကိုအကြီးလောက်ထားတာ။နောက်တစ်ခုကကျွန်တော်တို့ဘာမှမဟုတ်တဲ့ကောင်တကောင်ကွင်းထဲဝင်သွားတဲ့နောက်မှာ main membership ဝင်ကျင်လာပါညာပါညာနဲ့ပြောတယ်။ဘာလို့ဆိုတော့အထက်မှာ muffler တစ်ခုခုကိုင်လိုက်ရင်တော့25 euro 35 euro 40 50နဲ့ minimum ပဲလှလို့အင်ဂျီလေးတစ်ထည့်ကြည့်လိုက်တာကျွန်တော် support ရှက်လေးနော်။အဲ့ဒါကိုနော် euro 50 ဆိုတော့ membership ဝင်မယ်ဆိုကျွန်တော်က buffalo ကိုင်လိုက်တော့ euro 30ကျချင်မှာ membership ဝင်မယ်ဆိုတော့ဘာပြောလဲဆိုတော့ membership ဝင်မလားတဲ့ membership ဝင်လို့ရှိရင် juba link လက်မှတ်ထိုးထားတယ် poster ကလေးတစ်ခုပေးမယ်ပြီးရင် buffalo လေးတစ်ခုပေးမယ်ပြီး matrisa ဆိုတဲ့ကပ်ပြားလေးတစ်ခုကျွန်တော်ပေးတယ်အဲ့ကပ်ပြားလေးတစ်ခုပေးတယ်အဲ့ကပ်ပြားလေးက real matrix ပေးတဲ့ ရဲ့ membership ပေါ့ဗျာအဲ့ကပြလဲ okay လေးဆိုအဲ့ဒါဆိုရင်ဘာရလဲဆိုအဲ့ဒါတစ်နှစ်လုံးမှ euro 35 euro ဆိုအဲ့ဒါကျွန်တော်လုတ်လိုက်တယ်ဘာကြောင့်လုတ်လဲဆိုကျွန်တော်က real madrid ပွဲ champion league ပွဲတွေမှာဖြစ်လို့ရှိရင်ကျွန်တော်လာကြည့်လို့ရတယ် membership အနေနဲ့အဲ့ဒါကျွန်တော်နာမည်နဲ့ချမ်းဟိန်းနဲ့တခါလေး2025-26ရာသီ season အတွက်ကျွန်တော်တို့ premier league မှာဆိုကျွန်တော် arsenal က automatically membership ကိုတက်တန်းပို့တာဗျာဘာမှလုတ်ဆရာမလို့ဒါပေမဲ့ပြောချင်တာကဘာလဲဆိုပုံမှန်အဖြစ်အင်္ဂလန်မှာ membership လုတ်ကြပြီဆိုရင် online ကလုတ်ကြတာများတယ်ကိုယ့်အိမ်ကိုပို့ပေးတယ်တော်တော်နဲ့မရောက်ဘူး ခက်ခက်ခဲခဲနဲ့ရရတာတော့ရတယ်ဗျာအော်တိုပတ်စံဖြတ်သွားတယ်လက်ဆောင်ဦးနေပြီးရင်ကြာတယ်ဗျာပြီးရင်အကြာကြီးနေမှာရောက်လာတာမေးတော့မေးတယ်ဒီမှာအရန်မြန်တယ်9မိနစ်ပဲ membership လို့ရင်ကျွန်တော်တို့ရဲ့ detail လေးတွေကောက်ထည့်လိုက်အဲ့မှာ set machine ရှိတယ်အဲ့ machine ရှိမှာကျွန်တော်တို့ရဲ့ detail တွေဖြည့်တယ်ကိုယ့်ရဲ့ address ဖုန်းနံပါတ်တွေဖြည့်ပြီးတာနဲ့ပတ်စံကပ်ပြားလေးပေးလိုက်ရုံပဲအဲခလေးက ကလေးကယူရိုအစိတ်လားမသိ25လားမသိလူကြီးက35အဲ့တော့100ဒီလုံးစာ membership 2025-26 season အဲ့ဒီအတွက်ကြောင့်ဘာပေးလဲဆိုခုနပြောတဲ့ Jew Parlinger လက်မှတ်ထိုးထားတဲ့ poster တစ်ခုပေးတယ် Real Madrid ရဲ့ letter တစ်ခုပေးတယ်နောက် Real Madrid ရဲ့ membership ကပြားတစ်ခုပေးတယ် Real Madrid ကရဲ့ club official muffler တစ်ခုပေးတယ်အဲ့ muffler ကကျွန်တော်ဒီ store ထဲမှာဝယ်25 euro ပေးရတယ်25 euro ပေးရတဲ့ muffler ကိုတစ်ခါတည်းဝယ်မလား membership ကတ်လို့ရင် membership နဲ့အတူ ဟိုဘောလုံးပွဲတရာတီသုံးတာလက်မှတ်ကိုစိတ်ကြိုက်ရှောက်ရှောက်ဝင်လို့ရတယ် ဈေးသက်သာနဲ့ original price နဲ့ဟိုအဲ့ဒါပဲကျွန်တော်ယူတာပေါ့တန်တယ်ဒါအပြင်ကျွန်တော်ခုနကတော့တငယ်ချင်းက Vinicius Junior Jersey Power တစ်ခုခုဝယ်ချင်တယ်ဆိုဝယ်လို့ရှိရင်အဲ့ membership ဝယ်လို့ရှိရင်5% short ပေးတယ်ကျွန်တော် Arsenal တို့ Man United တို့ English club တွေကတော့10% short ပေးတယ်သူတို့ကတော့5%ပဲ short တယ်ဒါပေမဲ့ဒီမှာ product တွေက30%လောက်ဒီ discount ချထားတဲ့ product တွေလည်းရှိတယ် discount ချတဲ့ product လည်းရှိတယ်နောက်တစ်ခုက tourist တွေဆိုရင် VAT refund အတွက်ဒါအခွန်ဆောင်ထားတဲ့ tax refund လေးတွေပြန်ပေးလိုက်ရင်လေးစိတ်မှထုတ်လို့ရတယ်ဆိုတော့ဘာဖြစ်ဖြစ်ကောင်းတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးပေါ့လေ ကမ္ဘာမှာအကြိုက်ဆုံး official store တွေအားလုံးဘာလို့ဆိုသူတို့ကချက်ချင်းပဲလူတယောက်ကို membership ဝင်အောင်လုပ်နိုင်တယ်အရေးသွေးရှိတယ်အဲ့ဒါတော်တော်လေးသဘောကျတယ်ဗျာချက်ချင်းပဲမင်း muffler တစ်ခုယူ20လောက်ကြမယ်20အစိလောက်ကြမယ်ဒါငါတို့ membership ဝင်ရင်ကပ်ပြားလည်းရမယ်စာစာတန်းလည်းရမယ် muffler လည်းရမယ်30ပဲပေးရမယ်100ဒီလုံးအတွက် membership ဝင်ဒါသူတို့အတွက် choice တော့ဒါ Fronto Pires ကကျွန်တော်တခါမှတခြားအသင်းတွေမှာမတွေ့ဘူးအဲ့ဒါကတော့ next level ဒါကြောင့်ဒီကောင်လေးချမ်းသာတာချမ်းသာတာဒါကြောင့်ပဲနောက်တစ်ခုကပြောပြချင်ချက်ကကျွန်တော်အထင်တော့ လက်ရှိကမ္ဘာမှာ official store ထဲမှာအကောင်းဆုံးက Real Madrid ကနံပါတ်1 rank ပဲနံပါတ်2က Barcelona တော်တော်ကောင်းနေတယ်မှာပါတယ်နံပါတ်3က Tottenham Hotspur အရှမ်းကောင်းနေတယ်မှာပါတယ် club official store City လည်းအဲ့လိုမဟုတ်နှစ်ထပ် Arsenal ကတစ်ထပ်တယ်အဲ့လိုမဟုတ်ကျယ်တယ်မိုက်တယ်ဒါပေမဲ့ City ရဲ့နှစ်ထပ်ပြီးတော့ Chelsea ကနည်းနည်းကျင်းတယ် Chelsea ကနှစ်ထပ် Liverpool လည်းနှစ်ထပ် Manchester United လည်းအကျယ်ကြီးပဲဒါပေမဲ့အင်္ဂလိပ်ကကောင်တွေကတိတ်ပြီးမကွာကြော Spa တော့နည်းနည်းလေးနည်းနည်းထူးကြတယ် မိုက်တာတော့တော်တော်မိုက်တယ်စပါးကတော့တော့အသိကြီးကိုဒါပေမဲ့ rank နံပါတ်1ဆိုရင်တော့ Real Madrid နံပါတ်2ကဘာစလိုနာဒီသင်းတွေကိုရှင်းလို့ပြဘာကြောင့်ဒီသင်းတွေကဘာကြော်နေလဲဘာကြောင့်ဒီသင်းတွေလူစိတ်ဝင်စားလဲရှင်းရှင်းလေးဒါစီဒီယန်တိုးသွားမလားဘာလုပ်မလဲတပ်ပုံရအကုန်လုံးတို့မှာ easy ပဲအာအင်္ဂလိပ်ကမှခက်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 လုံနေရတယ်ဒီချက်က Frontio Pires ကဘာကြောင့်ပတ်စံနေ Real Madrid အများကြီးရှာနေလဲဆိုတာတတ်တယ်ဒါကျွန်တော်ဆိုတော့ဒါကျွန်တော်ကြုံရင်းနဲ့ကြုံရုံးပြောပြတာဗောလေဒါပေးတတ်တွေတဲ့ရောဒါကြုံရင်းနဲ့မျှပါလားဒါကတော့ Santiago Bernabeu ဒါကွင်းကြီးကနေတင်ဆက်ပြီးတော့ဗာကြည့်ရှုအားပေးကြတဲ့ဘောလုံးချစ်ပိတ်တဲ့အားလုံးအထူးပဲကျေးဇူးပါလေဟိုဘက်ရှိတရားတော့ကျွန်တော်တို့အဝေးအံပေါ့လေဟိုတနေ့ကဟိုတစ်ခေါက်ကအာဆင်နိုင်သွားတဲ့အဝေးအံတောင်းလေးပါအားလုံးကျေးဇူးတင်ပါတယ်